တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ PDF တွေရဲ့ lesson ကတော့အမခံပဲเนาะကျွန်တော်ဗီဒီယိုတော်တော်လေးကြည့်ရအောင်ဗီဒီယိုဆက်စပ်ကြည့်ဝိနေထိတ်မှန်ဖြစ်ဓမ္မောကဝိစာစွာပန်ရင်စတိုင်းတိုင်းပြည်သားတော်လုံးကိုတောင်ဒီမန်းမန်းနဲ့ဆင်းရဲကဝေးပြဲကြဖို့အတွက်စိုက်တိုးလို့ဆိုအပ်ပါသည်တာမျိုးကမှဖိလေကြွလေလို့ပြောတယ်လုံရေးရင်လုံကြည့်ကြပါဆိုတာဒီနေ့ကျတော့တော်လာရေးတွေကတော့ဒီလိုလုံသွားကြပြီ နော် Happy birthday ပါအမေစုအသက်80နှစ်အထိကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေနိုင်တယ်လို့ဆက်လက်ပြီးတော့လည်းနှစ်သက်သေးမှာကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေနိုင်ပြီးတော့အမေစုကိုချစ်တဲ့ပြည်သူလူထုတွေနဲ့အမြန်ဆုံးတွေ့ဆုံနိုင်ပါစေလို့အဝေးကနေမှဆုတောင်းမြတ်တာပို့လိုက်ပါတယ်ဒီနေ့ကတော့အမေစုတိတ်ပြေးမှကြိုက်တဲ့အနင်းစီနီလေးကိုပန်းထားတယ်လို့ပဲနိုင်ငံရေးအကျဉ်းသားတွေနဲ့မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ထားတဲ့ အတင်းသားတွေအားလုံးလွတ်မြောက်နိုင်ဖို့ရအတွက်အပြာရင့်လေးကိုဝတ်ထားပါတယ်။ဆိုတော့ဒီနေ့ကတော့ဗတ်ထမအူဆုံးအနေနဲ့စီရီသတင်းနဲ့အရင်စခြင်းနဲ့ဂျွန်လ16ရက်နေ့ည7:29မိနစ်မှာမုံရွာမန်းလေးလမ်းမှာအင်ကားစီးတွေနဲ့ခိုးကြောင်ခိုးဝက်တခိုးလိုဂျဘိုးလိုလိုတွာလာတဲ့စစ်ခွေးတွေကို တော်လာရဲ့ဘက်ကနေမှကြဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာဘိုးကြီးတကောင်အပါဝင်စစ်ခွေးသုံးကောင် ပွေချင်းပြီးမတာပေါ်သွားတယ်။တကောင်ကတော့တန်ရာရပြီးတကောင်ကတော့ထွက်ပြေးသွားတယ်လို့သိရတယ်။ပြီးတော့သူတို့စီးလာခဲ့တဲ့ကားကိုလည်းပဲကောင်းမွန်စွာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း Brave Heart Army PHA တပ်ဖွဲ့ကလည်းမှတရားဝင်ထုတ်ပြန်ထားခဲ့တယ်စစ်ခွေးတွေကလူစည်းကားနဲ့ပဲလာလာခွေးစည်းကားနဲ့ပဲလာလာခွေးနှံ့ကိုတော့ကျတော့တော်လာရဲတွေကိုင်းနဲ့ជីကြီးကကြားတယ်ဒါကြောင့်နင်တို့ဘလို့ပဲခိုးကြောင်ခိုးပဲသူခိုးလို့ပဲလာလာတော်လာရဲလက်ထက်ကလည်းမလွတ်ပါဘူးဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခုကျမဗီဒီယိုတော်တော်လေးကိုလည်းပြပေးမယ်ကြည့်ရအောင်နော်ပန်လေးပိတ်စံမွန်ချောပွိုင်ใจဟောက်တဲ့ပင်ပန်းတဲ့ ခုဒါကတော့တဘုတ်ဦးပြည်နယ်မှာတပ်ပွဲတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဒါကတော့ SSPP ဒီဘက်ကနေမှ sit in အားဒီထပ်တိုးထားတဲ့ဗီဒီယိုဖိုင်လေးတွေဖြစ်တယ်။ဆိုတော့အခု SSPP နဲ့ TNL Lady ရဲ့စစ်ရေးတွေလည်းအတော်လေးတင်းမာနေတယ်ဆိုတော့ကိုသိရတယ်။နောက်တစ်ခုကတော့အခု အားလုံးတီးပြီးဖြစ်တဲ့ပါကတ်မော်စီစာမှာရှိတဲ့ဖုန်ကြီးเจ้าမှာတတ်ဆွဲထားတဲ့စစ်ခွေးတွေကို KIA နဲ့ပူးပေါင်းတတ်တဲ့ဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာအဲ့ဖုန်ကြီးเจ้าမှာတတ်ဆွဲထားတဲ့ပါကတ်ဘျူဟာကုန်းတတ်မှတ်33ကဖြူစော်ချက်အပါဝင်စစ်ခွေးတွေအားလုံးကမတာပေါ်သွားတယ်ဒီစစ်ခွေးတွေအကုန်တေသွားပြီဆိုတဲ့ဥစ္စာကိုသိတဲ့အခါမှာအိုက်ဖုန်ကြီးเจ้าမှာခွေးမတာစော်နမ်းမှာကြောက်တဲ့အတွက်ကြောင့်လူမှုကေဆေရဲတပ်ဖွဲ့တွေကတွားကြည့်ခဲ့တယ် ဒါကိုမနေ့ကလုံခင်းမှာရှိတဲ့ရန်ချက်ဆက်ယုံမှာမီးရှို့မယ်ဆိုပြီးမှ လုံခင်းရန်ချက်ဆက်ယုံမှာလုံချုံရဲ့အထက်ထက်ယူထားခိုင်းပြီးမှအဲ့ဘက်ကိုမတားရင်ယူသွားတယ်အဲ့ဘက်မှာပဲမီးဖုံမီးကင်လုံလိုက်တယ်ဆိုတာကိုသိရတယ်ဒါကတော့မော်စီစာမှာမတားပေါ်သွားတဲ့ခွေးတွေကြောင့်เนาะပြီးတော့ဖကတ်မော်1ကြီးနဲ့မော်1လေးမှာလဲတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်အင်းတော်မှာလဲတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ပြီးနောက်တစ်ခုကတော့ဗမော်မှာတော့စစ်ရဲအတော်လေးငြိမ်နေတယ်။တိုက်ပွဲကြီးအကြီးကြီးတော့မရှိပေမဲ့လက်နက်ကြီးကတော့နေ့တိုင်းပြစ်နေကြတယ်။စစ်ခွေးတွေဘက်ကနေလည်းပြစ်တယ်လို့ကျတော့ KIA နဲ့ပူးပေါင်းတော်လာရဲတွေဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပြစ်တယ်။ ပြီးနောက်တစ်ခုကတော့ဒီပုံပေါ်မှာက9လဝန်းကျင်ရှိသွားပြီး KIA တွေဘက်ကနေမှ ကုန်းလမ်းရေလမ်းကုန်းပိတ်ဆို့လိုက်တဲ့အခါမှာစစ်ခွေးတွေဘက်ကနေမှရိတ်ခါတွေမတည်နိုင်ဘူးစစ်တပ်မှာပဲလေရင်ပြန်နဲ့လာချတယ်ဒါပေမဲ့ပုံပေါ်ထောင်မှာကအစာတွေလာမချဘူးမေလကုန်းလောက်ကတည်းကတော့စစ်ခွေးတွေကလုံးဝရိတ်ခါတွေမပို့တော့ဘူးပြည်သူတွေရဲ့ခြံထဲမှာရှိတဲ့ပြောင်းပူးကြီးပဲနဲ့ရောညရောဒါကြီးပဲစားရတဲ့အခါမှာတချို့ကအာဟာရချို့တဲ့တာတွေဖြစ်လာတဲ့အတွက် 睡觉， တနေ့ကို35ဝန်းကျင် ပုံမှန်တည်နေတယ်ဆိုတဲ့အကြောင်းသိရတယ်။နောက်တစ်ခုကတော့ယူခိုင်ဘက်မှာဆိုလို့ရှိရင်တော့အာခတ်တပ်တော်နဲ့ပူပေါင်းတော်လာရဲတွေနဲ့ဒီစစ်ခွေးတွေဘက်ကနေတော့ဒီကြောက်ဖြူရောအမ်ပဒန်တွေမှာရောစခန်းသုံးခုကိုလည်းတပြိုင်ထိထိုးစစ်ဆင်နေတယ်ဆိုတဲ့အရာသိရတယ်။ပြီးရင် KNLD ဘက်ကနေလည်းအခုကြန့်ရှိနေတဲ့နေဆက်စခန်းတွေကိုထိုးစစ်ဆင်ဖို့ရန်အတွက်အဲလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်။ပြီးရင်နောက်တစ်ခုအကူအညီတောင်းချင်တာကတော့တတ်နိုင်တဲ့သူတွေ မြင်းချန် Black Tiger ပိုမိုက်ခဲတော့ကိုပက်ဆန်နေကူညီပေးပြီးပြီလားလို့မေးချင်တယ်အဆင်မပြေတော့ကိစ္စမရှိပါဘူးအခုမှလည်းအဆင်ပြေနေတယ်ဆိုလို့ရှိရင်တော့ပိုမိုက်ခဲတော့ကိုနည်းနည်းလေးကူညီပေးကြပါလို့အကျွတ်ဒီကနေမှတစ်ခါပြန်လဲပြီးအကူညီတောင်းလို့ဆိုချင်ပါတယ်ကျတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့မနေ့ကထွက်လာခဲ့တဲ့အမေစုနဲ့တမ်တပ်ဦးဝင်းမြင့်ကို 2022ခုနှစ်တုန်းကတရားစီရင်ခဲ့တဲ့ CCTV ထွက်ပေါ်လာပြီးတဲ့အချိန်မှာဟိုဘက်ကမှအတော်လေးကိုလုံမြိုက်နေကြတယ်။အမနစ်ကတော့ဒီ CCTV တစ်ခုတည်းထွက်ပေါ်လာခဲ့တာတော့မဟုတ်ဘူး။ မတ်လ28ရက်နေ့တုန်းကလုတ်ခတ်လာခဲ့တဲ့ငလျင်တန်ကြောင်းအမေတော်အောင်ဆန်းစုကြည်ဟာတန်ရရရှိတယ်ဆိုတဲ့သတင်းနဲ့ထွက်ပေါ်လာတယ်။အဲ့တန်ရရရှိခဲ့တဲ့အတွက်ကြောင့်အခုဒီစုဖောင်ဒေးရှင်းနဲ့ပြင်သစ်အခြေဆိုင်လူ့ခွင့်ရေးချက်အရှင်းနယ်အဖွဲ့ကနေမှလည်းအခုဒီလိုမျိုးအမေစုငလျင်ကြောင်းတန်ရရရှိခဲ့တဲ့အဥ္စာပေါ်မှာ ပြပြဝဝဆေးကုသခွင့်မရရှိဘူးဆိုပြီးမှလည်းထုတ်ပြန်ထားတဲ့စာထင်းမှာဖော်ပြထားပါတယ်ဆိုတော့အခုအမေစုကမတ်လ28ရက်နေ့တုန်းကလုတ်ခတ်ခဲ့တဲ့ငလျင်ထင်းမှာအမေစုနဲ့တမ်ဒဥဝိမြင့်နေထိုင်တဲ့အိမ်ဟာ ပြိုလဲတယ်မပြိုလဲဘူးဆိုတာတော့ကျွားတော့အလုံးမသိပါဘူးမသိပဲမဲ့လဲပဲအဲ့ဒီငလျင်လောက်ခတ်ရခဲ့တဲ့အခါမှာအမေစုကတော့တန်ရရရှိခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်အမေစုကဘေးနားမှာဘေးတန်ရရတယ်ဘလိုမျိုးတန်ရရတယ်ဆိုပြီးမှတော့မဖော်ပြထားပဲမဲ့တန်ရဒီရရှိခဲ့တယ်ဆေးဥပွားကိုကောင်းမွန်စွာကုသချင်းမရရှိခဲ့ဘူးဆိုပြီးမှစာရီကထွက်ပေါ်လာခဲ့တယ်ဆိုတော့မနေ့ကထွက်ပေါ်လာတဲ့ CCTV နဲ့ပတ်သက်ပြီးတော့အမေစုအတွက်စိုးရိမ်ဆရာမဖြစ်လာမလားလို့မေးထားတဲ့ပုံမှာ ကျွတ်နည်းနည်းလေးပြောပြချင်တယ်အခုဒီ CCTV ပေါ်မှာကျွတ်နှမျိုးနဲ့ပြောချင်တယ်တခုကတော့အခု အစိုးရပိုင်းဆိုင်ရာထဲမှာသူတို့အတွက်လျို့ဝှက်ထားမဲ့အရာတွေပေါ်ထွက်လာခဲ့တဲ့အတွက်ကြောင့်ဒီ CCTV ကိုလုတ်တဲ့သူတွေ CCTV တွေကိုကြည့်တဲ့သူတွေ CCTV တွေကိုသတ်ဆင်ထားပေးတဲ့လူတွေပေါ်မှာတာဝန်ရှိတယ်ဆိုပြီးမှအခုဟိုဘက်ကမှာကလောင်ကျွမ်းနေဆိုတော့ကျွန်မထင်တာကတော့မကြခင်မှာသူတို့ရဲ့အသွင်းထဲမှာလည်းဘယ်သူကဖျက်တီးလဲဆိုပြီးမှရှာပုံတော်ထွက်ကြလိမ့်မယ်ဒီလိုမျိုးရှာပုံတော်ထွက်ခြင်းအပြင်စစ်တပ်ထဲမှာအစိမ့်စိမ့်အမော်မှာပြုတ်ကွဲသွားနိုင်တယ်ဆိုတော့ ဖျေးတီးဆိုတာဟာဂျိုးပေါက်တာမဟုတ်ဘူးเนาะဘသူကဖျေးတီးမှန်းဆိုတာကိုဘသူမှမသိဘူးဆိုတော့အခုတို့ကဘသူကဖျေးတီးလဲဆိုတာကိုတို့စစ်တဲ့အခါမှာဖျေးတီးမဟုတ်တဲ့သူတွေကိုဖျေးတီးဆိုမှဖမ်းလို့ရှင်တော့တို့ပြဿနာဖြစ်ကြမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်မပြောခင်မှာကျွန်တော်ဗီဒီယိုတတော်လေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်เนาะ2020ဆန်လာမင်းဆန်ရနေရဲ့ဖိုင်ကတော့ဦးဟန်ရီဘန်တီယူဖြစ်နေတာတော့တွေ့ရတယ်2020မှာဦးဟန်ရီဘန်တီယူဒီဒုတိယသမရအဖြစ်နဲ့ဆက်လက်ရှိနေသေးဖြစ်ပါတယ် ကိုဟင်ရီဘန်ဒီယူက2024ခုနှစ်ဧပြီလမှာနှုတ်ထွက်လိုက်တာဖြစ်ပါတယ်ဒုတိယသမ္မတဖြစ်နေရှိနေတဲ့သူတယောက်ဟာတရက်ခံနေဘက်ကရှိနေထွက်မလားတရက်လိုနေဘက်ကရှိနေထွက်မလားဆိုတာကခင်ဗျားတို့ကောက်ချက်ချလို့ရပြီထင်တယ်ရှိနေလို့ယူဆရတဲ့အမျိုးသမီးတယောက်ကနေပြီးတော့ဥဟင်ရီဘန်ဒီယူမိကုန်းနေမိတယ်လို့ယူဆရတယ်အဲ့လိုမိတဲ့အချိန်မှာဥဟင်ရီဘန်ဒီယူရဲ့ထိုင်နေတဲ့ရှေ့ဇပွဲနားပေါ်မှာဘေးနားမှာဆာဝက်ဆရာနေချထားတာတွေ့ရတယ်ဘေးနားမှာလက်ဆွဲအိတ်လေးတွေချထားတာတွေ့ရတယ်ဒါကြောင့်မို့လို့ဒီဖြေဆိုနေတဲ့သူကလည်းဒုတိယသမ္မတတူဦးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်ဒီချက်လက်တွေကြောင့် ဦးဟင်နရီဘန်တီယူရောဦးဝင်းမြောဒေါ်ဆန်းစုကြည်ရောတိနိုင်တဲ့အမှုတစ်ခုအတွက်ဦးဟင်နရီဘန်တီယူကအစိုးရရဲ့တရားလိုသက်တည်ဖြစ်နေလားထွက်ဆိုတာလို့တရားလိုသက်တည်လို့ပဲကျွန်တော်ပုံမှန်ပြောပါစီအဲ့တော့ဒုတိယသမ္မတတဦးပြီးတော့ NLD ကတင်ပြတဲ့ဒုတိယသမ္မတတဦးလာရောက်ထွက်ဆိုရတဲ့အထိကယ်ဆယ်ရေးလုပ်ငန်းစဉ်၃ရဟရင်ဝယ်ယူခြင်းငားရမ်းခြင်းကိစ္စနဲ့ပတ်သက်တဲ့အဂရိအမှုနယ်လဲဆက်ဆက်တယ်လို့ကောက်ချက်ချရမလို့တော့ဖြစ်နေတယ်ကြည်ကြည်မာအမှုတွေအတွက်ကြောင့်သာလျှင်ဒုတိယသမ္မတအဆင့်ပုဂ္ဂိုလ်ကတက်တည်ဖြစ်နေလားထွက်ဆိုလားလို့ ောက်ချက်ချပါတယ်အခုဒါကတော့ဘောမအကျော်မျိုးမင်းကနေမှသူတတ်နိုင်တယ်လို့ဖုံးဖိပြီးမှ မရရတဲ့နီးနဲ့အာတွေးခွဲတဲ့အရာဖြစ်တယ်ဒုတိယ CCTV ထွက်လာတဲ့အခါမှာဒုတိယတမဒဟန်ဒီဘန်ထရီယိုကနေမှရှေ့နေဒီရဲ့ရှေ့မှာစကားပြောဆိုနေတာကိုတွေ့ရတယ်အခုဒီဥစ္စာကိုဘောမကဘလို့မျိုးဆွဲယူတယ်လဲဆိုတော့2020ဆိုတာက ဒီဒုတိယသမ္မတ Henry Bentley ကိုဒုတိယသမ္မတအနေနဲ့ရှိနေသေးတဲ့အချိန်ဖြစ်တဲ့သူသမ္မတအနေနဲ့တာဝန်ထမ်းဆောင်နေသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒုတိယသမ္မတကနေမှဒီလိုထွက်ဆိုရဲဆိုတာကတော့စစ်ခွေးတွေဘက်ကနေမှတရေလိုထွက်ဆိုတာဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့ Henry Bentley ရဲ့နဘေးနားမှာစာရွက်စာသားနေရှိတဲ့အိတ်တွေရှိတယ်ဒါတွေကိုကြည့်ချင်းအဖြစ်အမေစုရဲ့သမ္မတဦးဝင်းမြင့်ရဲ့ဒုတိယသမ္မတ Henry Bentley ရဲ့သူတို့ပဲသိနိုင်တဲ့အဲလျှို့ဝှက်တဲ့အရာတွေဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့အဂရီမိုးနဲ့ဆိုင်တဲ့ယဟယေနဲ့ပတ်သက်ပြီးတော့ဒုတိယသမ္မတ Henry Bentley NLD ကနေမှရွေးကောက်တင်မြှောက်ထားတဲ့ဒုတိယသမ္မတကနေမှထွက်ဆိုခဲ့တယ်ဆိုတော့ဒီအမှုကကြီးမားတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်ဒါဒီ Henry Bentley ကနေမှထွက်ဆိုရတယ်လို့ပြောတယ်ဒါပေမဲ့အခုတရားရေးဌာနကနေမှတရင်ထွက်လာတဲ့ကိစ္စကတော့ Dawson Suji တို့အုပ်ချုပ်ခဲ့တဲ့အချိန်မှာ ဒုတိယသမ္မတဟန်နီဘန်တီယိုဟာစီးပွားရေးကန်တာကိုခြင်ထားတဲ့သူဖြစ်တဲ့ပြီးတော့ဒီဟာရင်၅ရက်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူကပဲဥဆောင်ခဲ့တယ်တရားရုံးချက်မှာထွက်ဆိုခဲ့တဲ့အချိန်မှာလည်းဒီဟာရင်၅ရက်မှုထဲမှာလုံးဝနိုင်ငံတော်အစိုးရဘက်ကနစ်နာမှုမရှိဘူး ြီးလို့ရှင်လက်ဆက်ထားတာတွေလုံးဝမရှိဘူးနိုင်ငံတော်ဘတ်ဂျက်တွေလည်းအလဲအလွတ်လုံးဝမရှိဘူးဆိုတဲ့ကိစ္စပြီးတော့ဒီရဟယင်ဝယ်ယူခဲ့တဲ့ကိစ္စကိုလည်းပဲသူတခြားကိစ္စတွေနဲ့ပတ်သက်ပြီးမှနိုင်ရှင်ပြီးမှပြောပြခဲ့တယ်ပြီးဒီရဟယင်ဝယ်ယူခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ဆိုင်းထိုးပြီးတော့ဥဆောင်ပြီးမှလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ကိစ္စကိုတရားရုံးထဲမှာသူထွက်ဆိုခဲ့တယ်လို့ပြောတယ်ဒီလိုမျိုးထွက်ဆိုခဲ့ပေမဲ့လည်းပဲတော်အောင်ဆန်းစုကြည်နဲ့တမ်တာဦးဝင်းမြင့်ကိုတော့အကတိလိုက်စားမှု နဲ့ပတ်သက်ပြီးတော့သူတို့နှစ်ယောက်ကိုထောင်ထဲထည့်လိုက်တာဖြစ်တယ်ဆိုလိုချင်တာကဘ누구ကပဲဗာပြောပြောသူတို့ထုတ်ထားတဲ့ဒီဥစ္စာကတော့လက်ပဲလက်ယူဖြစ်တယ်เนาะဒါကတော့မတမာမှုဖြစ်တယ်ဆိုမှသူတို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တော့ဘ누구ပဲထွက်ဆိုထွက်ဆိုဘ누구ကပဲမန်တယ်လို့ပဲပြောပြောဘ누구ကပဲမားတယ်လို့ပြောပြောစစ်ခွေခွေးကြဘူးကနေမှသူတတ်မှတ်ထားတဲ့ဖတ်ရမယ်ဆိုလို့ရှိရင်တော့လုံးဝအချက်ပအခွင့်စဉ်းစားခွင့်ရှိမှာမဟုတ်ဘူးဒါကြောင့်မို့ပဲအခု Henry Bentley ကနေမှ သူကိုယ်တိုင်လက်မှတ်ရေးထိုးပြီးမှဝယ်ထားခဲ့တာဖြစ်ပါတယ်လို့တရားရုံးထဲမှာထွက်ဆိုထားခဲ့ပေမဲ့လည်းပဲသူတို့ညက်ကိုဖမ်းဆီးထောင်ချထားတယ်ဒီအမှုနဲ့လည်းသူတို့ညက်ကိုတရားဆွဲပြီးထောင်ချခဲ့တယ်ဆိုတာကိုသိရတယ်ဒီကြုံမျိုးမင်းကတော့ဖာထေးနိုင်တယ်လို့သူဖာထေးပေးလိုက်တယ်ဆိုတော့နောက်တစ်ယောက်ကလည်းပဲဘလောက်များလောင်ကျွမ်းတယ်လဲကျတော့ဗီဒီယိုတူတူလေးကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော် နိုင်ငံတော်အဆင့်ဖရဲသည့်ကငကိုတဲကရှိပါတယ်။ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့၅နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တန့်အဆင့်လှုပ်ဝဲရမယ်လှုပ်ဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံးကနေဖြစ်တဲ့ PTT, EB, PTTOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။နိုင်ငံခြားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်စိုးရောက်ဖွဲ့တည်တဲ့မှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ဒါကြောင့်ဒီရုပ်တံဖိုင်ပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ကွယ်မှာဆက်ဆက်နေတဲ့ဖျဲသည့်တွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ ခုသူပြောသွားတဲ့အဲမှာနိုင်ငံတော်အဆင့်ထဲမှာလည်းဖရဲတီးတီးရှိနေတယ်လို့ပြောတယ်ဆိုတော့ဒီဖရဲတီးတီးနိုင်ငံတော်အဆင့်ထဲမှာဖရဲတီးရှိနေတာကဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်တယ်ပေါ့ကွာဆိုတော့ဒေါ်အောင်ဆန်းစုကြည်တုံးက နိုင်ငံတော်ရဲ့လုပ်ဝတ်ချက်ဒီကိုဖြည်းသည်ဒီခေါ်သွင်းလာခဲ့တဲ့အတွက်ကြောင့်အခုကတော့နိုင်ငံတော်ရဲ့အသက်သွေးကြောလမ်းတွေကိုပိတ်ပင်လိုက်တယ်လို့ပြောတယ်။တကယ်လို့သာတော့အောင်ဆန်းစုကြည်ကဖြည်းသည်ဒီကိုမြန်မာနိုင်ငံကိုခေါ်သွင်းလာခဲ့တယ်ဆိုလို့ရှိရင်တော့ဘာကြောင့်မို့တော့အောင်ဆန်းစုကြည်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေ ိမ့်စိန်တုံးကလည်းပဲဘေဖရဲတီးဆိုတာနင်းတို့ကြားခဲ့ဘူးတလားတောင်ဆန်းစုကြည်ကဖရဲတီး60တယောက်ကိုမြန်မာနိုင်ငံထဲကိုခေါ်သွင်းလာခဲ့တယ်ဆိုပေမဲ့ဘေချိန်မှများဘေဘေဥ္စာကပောက်ကြားခဲ့တယ်ဆိုတာကြားခဲ့ဘူးတလားဒီနေ့ခွေးကျဘူးရဲ့လက်ထဲမှာမှပဲအရာအလုံးဟာပြောင်းပြီးပြောင်းပြန်ဖြစ်သွားတယ်ခွေးကျဘူးရဲ့လက်ထဲမှာပဲတလန်ဆိုတာလည်းပေါ်ပေါက်လာခဲ့တယ်လို့ဖရဲတီးဆိုတာလည်းပေါ်ပေါက်လာခဲ့တယ်အဲ့အတာမကဘူးခွေးကျဘူးရဲ့လက်ထဲမှာပဲအခုပန်းကိုမြင်ရင်လည်းကြောက်လို့ဖမ်းအင်ဂျီအ ပြဝတ်မယ်ဆိုလို့ရှင်လဲကြောက်လို့ဖန်ခုနတန်ကြားရင်လဲကြောက်လို့ဖန်နင်တို့ရဲ့ခွေးကျဘူးရဲ့လက်ထဲမှာဘာများကောင်းတာတစ်ခုရှိတယ်လဲနင်တို့စစ်ခွေးတွေဘုံမကျဲတဲ့နေရာမရှိတယ်လို့နင်တို့ကွယ်စစ်ခွေးတွေမဖျက်ဆီးလိုက်တဲ့မြို့ရွာဆိုတာလဲမရှိတယ်လို့ဖြစ်သွားပြီဆိုတော့အခုဒီဖရဲတီးလို့ပြောတဲ့အခါမှာတောင်ဆန်းစုကြည်လက်ထက်တုန်းကခေါ်သွေးလာခဲ့တဲ့ဖရဲတီး60တယောက်ကြောင် မြန်မာနိုင်ငံရဲ့အသက်သွေးကြောတွေကိုဖျက်တောက်တယ်လို့ပြောတဲ့အခါမှာဘာအသက်သွေးကြောလဲအခုဒီရှောင်းတာနေဒီကြောင်းမြန်မာနိုင်ငံရဲ့အကြောင်းတွေကိုကဘာသိတာမဟုတ်ဘူးကျတော့မြန်မာနိုင်ငံသားတွေလည်းအစိုးရရန်တရားတခုလေပတ်ဖို့ရတဲ့ဘေးနေရကလည်းပတ်ဆောင်ဝင်တယ်လဲဘဒူကလည်းမှလေစင်စီတွေကိုပို့ပေးနေတယ်လဲရှောင်းတာနေဒီမဝင်ခင်လဲကျတော့အားလုံးသိပြီးသားဖြစ်တယ်ရှောင်းတာနေဒီကြောင့်ဒီနေ့ကျတော့မြန်မာနိုင်ငံသားတွေဟာမျက်စိဖွင့်လာခဲ့တာလည်းမဟုတ်ဘူး ပြည်သူတွေရဲ့ကုတ်သွေးဆုပ်ပြီးမှရရှိခဲ့တဲ့ပတ်စံတွေနဲ့နင့်တို့ပြည်သူတွေကိုတတ်နေတာမဟုတ်ဘူးလားဒါကိုနင့်တို့ကနိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုပိတ်ပင်တယ်လို့ပြောသလားဒါကဘာအသက်သွေးကြောလဲ နင်တို့ရဲ့အသက်သွေးကြောဟုတ်ရင်ဟုတ်မယ်ဒါပေမဲ့ပြည်သူလူထုအတွက်တော့တေးစေတဲ့ဝငွေပေါက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွဲတို့တော်လာရဲတွေဘက်ကနေမှပိတ်ဆို့တားဆီးတယ်ဆိုတာကိုနင်တို့ခွေးတွေတိတက်ဖို့တော့လိုတယ်နော်ပြီးတော့နောက်တစ်ခုကတော့နိုင်ငံတော်အစ်စ်မှာရှိတဲ့ဖရဲတီးတွေကိုရှာဖွေပြီးတော့ဖမ်းဆီးရမယ်ဒါကတော့ပြည်သူလူထုတွေရဲ့ဆန္ဒဖြစ်တယ်လို့ပြောတဲ့အခါမှာဘေးပြည်သူလူထုကဒီစကားကိုပြောတယ်လဲနင်တို့ဘောမတွေတခုခုပြောလိုက်လို့ရှင်ပြည်သူတွေပြည်သူတွေဘေးပြည်သူကနင်တို့ဘက်ကိုရက်နေတယ်လဲဒီနေ့ဖရဲတီးတွေခေါ်တွင်းလာ ခဲ့တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာဘာထိခိုက်သွားသလဲမြန်မာနိုင်ငံမှာထိခိုက်သွားတဲ့အရာဘာမှမရှိသွားဘူးအခုဒီဂျပူမာကတော့ဒေါအောင်ဆန်းစုကြည်ကြောင့်ဖြစ်လာခဲ့တယ်လို့ပြောတယ်ဒေါအောင်ဆန်းစုကြည်ရဲ့လက်ထက်ထဲမှာ ဘေးရဲ့အရာကမှပေါက်ကြားသွားတယ်ဆိုတာလည်းမရှိသလိုဘေးရဲ့အရာကမှမြန်မာနိုင်ငံမှာဆူချိုဖြစ်ခဲ့တယ်ဆိုတာမရှိဘူးအားလုံးသိပြတာဖြစ်တယ်။ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွားကတော့ရှေရှေဝေးဝေးမပြောတော့ဘူး။เนาะအားလုံးသိပြတာဖြစ်တဲ့အတွက်ကြောင့်ဘာမှရှေရှေဝေးဝေးပြောမနေတော့ဘူး။နောက်တတိယတစ်ပုတ်အနေနဲ့ကတော့အခုကြွားလို့မြန်မာနိုင်ငံမှာအမှန်တရားကိုချင်းမြတ်နိုးတဲ့အမှုပညာရှင်73ဦးကိုနိုင်ငံသားဖြစ်ခွင့်ကနေမှဖြတ်သိမ်းတယ်လို့ပြောတဲ့အခါမှာ တော့သူတို့ကမြန်မာနိုင်ငံရဲ့အစိုးရမလို့ဒီဥစ္စာလုပ်ရဲတလားနင်တို့ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်တယ်နင်တို့ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားမဟုတ်ဘူးလို့သူတို့မှပြောပိုင်ခွင့်လုံးဝမရှိဘူးသူတို့နဲ့လည်းလုံးဝမဆိုင်ဘူးသူတို့ကတော့1980ခုမြန်မာနိုင်ငံရဲ့ဥပဒေအရဆိုပြီးမှနော်အခုအမှုပညာရှင်73ယောက်ကိုနိုင်ငံသားအဖြစ်ကနေမှဖျက်သိမ်းလိုက်တယ်လို့ပြောတယ်ဘဒုကမှနင်တို့ကိုဂရုမဆိုင်ဘူးအခုနင်တို့စစ်ခွေးရှိနေတဲ့အချိန်မှာနိုင်ငံသားအဖြစ်ကနေမှဖျက်သိမ်းနေဖြစ်ဖြစ်မဖျက်သိမ်းတာပဲဖြစ်သူတို့ပြန် ြန်လာမှာမဟုတ်ဘူးနင်တို့ခွေးတွေပြောင်းလာမှပြန်လာမှာเนาะဒါကြောင့်နင်တို့ဖြက်သိမ့်နေမှဖြက်သိမ့်ဘူးဆိုတာကကျမတို့တို့ကအုံနောက်ထဲမှာထည့်ဆရာကိုမလို့တာပြီးတော့နိုင်ငံမေ့ဖြစ်သွားတဲ့အတွက်အကြောင်းအိုးမဲ့အိမ်မဲ့ဖြစ်တဲ့သူတွေထက်ပိုဆိုးသွားတယ်လို့ပြောတယ်လုံးဝမဟုတ်ဘူးနင်တို့ဖြက်သိမ့်လိုက်တဲ့အတွက်အကြောင်းကောက်သွားတာပြောပြမယ်เนาะငါတို့ကအကိုဒီလိုထုတ်လိုက်တဲ့အတွက်ကြောင့်ငါတို့ကနင်တို့ရဲ့နိုင်ငံထဲမှာမခိုလုံလို့မရတော့ဘူးဆိုပြီးမှသူတို့ရောက်တဲ့နိုင်ငံထဲမှာသူတို့နိုင်ငံတားရသွားနိုင်တယ် နော်ဒုတိယအချက်အနေနဲ့ကတော့သူတို့နိုင်ငံသားရသွားတဲ့အတွက်ကြောင့်ပိုပြင်းမှလွတ်လွတ်လပ်လပ်နဲ့တော်လာရဲ့အတွက်ပိုပြင်းမှသူတို့လှုပ်ဆောင်နိုင်နေတယ်ဒါကို နင်းတို့ခွေးတွေမသိဘူးနော်အခုအထောက်ခံလိုက်ရတဲ့တော်လာရဲ့တမားတွေကတော့ပိုပျော်သွားတာပေါ့မြန်မာနိုင်ငံသားလည်းဖြစ်တယ်လို့သူတို့ရောက်နေတဲ့နိုင်ငံရဲ့နိုင်ငံသားလည်းဖြစ်သွားပြီဆိုတော့နိုင်နိုင်ငံသားအနေနဲ့ဖြစ်ခွင့်ကိုနင်တို့လုံးပေးလိုက်တယ်လို့ပဲပြောလိုက်မယ်။ဒါကြောင့်သူတို့ကိုနိုင်ငံသားဖြစ်ခွင့်ပေးတဲ့နင်တို့ခွေးတွေကိုလည်းကျေးဇူးတင်ပါတယ်လို့နော်။ ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ